Hello ဒီနေ့မှာတော့ချစ်ရတဲ့တငယ်ချင်းနဲ့အတူတူရင်မဲသိမျိုးမှာစီကားတမ်းမိတ်စွာကျင်းပရဲဖျားပွဲတော်ကိုတွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်တလန်လုံးဆိုင်ကဲကားရည်နဲ့အပြည့်အကျက်ချက်ပိတ်တဲ့နေအောင်လို့အရန်ဝစီကားရဲ့လူတွေ ကြီးလည်းပတ်ပြောရှင်းကြရဲပွဲတော်တစ်ခုဖြစ်ပါတယ်ဒီရှင်မြင့်တင်ပြပွဲတော်ကရမဲသိမ်းမြို့နဲ့အင်းတဝိုင်မှာဆိုလို့ရှိရင်တကယ်ကိုနာမည်ကြီးရဲ့ပျော်စရာကောင်းတဲ့ဘုရားပွဲတော်တစ်ခုဖြစ်ပါတယ်ဘလောက်တောင်လူတွေများလဲဆိုဆိုင်ကယ်ဆိုရင်ထောင်ချီပြီးတော့ရှိရတဲ့လူတွေများတာဖြစ်ပါတယ်။ဒါမဲ့ဆိုင်ကယ်မပြောက်ဘူးပေါ့နော်။သူဆိုင်ကယ်အခါ၅တောင်နဲ့ဒီလိုမျိုးလူတွေအများကြီးချက်ပိတ်တိတ်တိုးဝှေ့နေရလို့ န်းစီကရဲ့ဖျားပွဲတော်ဒါပုံမှန်မှာပထမဆုံးချိန်မြင်ခုတာဖြစ်ပါရဲ့ဈေးရန်ကြီးရလဲတကယ်ကိုအရှိန်ပေါ့နော်ချက်မလို့ရန်ကုန်မှာရှိရဲ့ဖျားပွဲတော်ဈေးရန်ကြီးထက်အများကြီးကိုပူကြီးရဲ့ပူရှိရဲ့ဒါဖျားတောင်တော်ကိုစတက်နေရပေါ့နော်ဖျားတောင်တော်ကိုတက်တဲ့အချိန်ကနွေရသည်ဖြစ်ပေမဲ့လည်းဖျားဆောင်တန်းလူတွေများနေပြီမဲ့လည်းကေအီချမ်းပြီးတော့တက်ရတာတဘာဝလေးလေးနဲ့တော့ရင်တောင်ရင်တည်နေမှုလို့ ကယ်ကိုစိတ်ချမ်းသာပြီးတော့ပျော်စရာကောင်းပါရဲ့။ဇောင်းတန်းနေမှာလည်းစရုရီသာကျွေရမျိုးတွေရှိသလိုမျိုးမုတ်တယ်လေးရှိပါရဲ့။ဒါကတော့ရွှေမြင့်တင်တောင်တော်ဖျားပေါ်ဟာနဂတာပွဲပေါ်နော်။ဒီနားလေတကယ်ကိုကြည့်ပြီးတော့နာမည်ကြီးရဲ့လို့ပြောစမှတ်ပြုချပါတယ်ဒီနဂယုံဖျား view မြင်ခွင့်နေ ဖြူမြင်ကွင်းလေးထားတဲ့နေရာလေးတည်းကဖြစ်ပါရဲ့ဒီမှာလည်းဘုရားရှိခိုးခဲ့တယ်ဒီနေရာလေးကိုရှောက်သွားတာလေဒီဟိုးလုံးကအဲလူနေမှုပုံစံမျိုးကိုပြန်ရောက်သွားသလိုဟိုးလုံးကဘဝတစ်ခုပြန်ရောက်သွားသလိုမျိုး back to take အလိုမျိုးတဘာဝမြင်ကွင်းမျိုးကိုခံစားရတယ်အီချမ်းနေတမယ်ဆိုလို့ရှိရင်တော့ကိုထုတ်လေးတစ်လုံးကတော့မရှိမဖြစ်လို့ရတယ်เนาะ ပြီးတော့ဆောင်းနီရှမ်ပူပါအောက်ထုံးရှိလို့ရှိရင်ခေါင်းမူမူပူပြီးတော့အပူရှက်မှရင်ဖြစ်တယ်လို့ပါဒီနေရာလေးကတကယ်အကြီးကားဆန်ဆန်လေးနဲ့အေးချမ်းတဲ့နေရာလေးဖြစ်ပါရဲ့ရွှေဘီတင်ပြားတောင်တော်မြတ်ပေါ်ကအလူရောပြည့်ဖျားကြီးပါဒီရွာမလေးလူအခွင့်အရေးကပို့ဂျုတ် အချိန်မှာလာလို့မလို့ပေါ့နော်လူများတော့မပြင်းရဘူးပေါ့နော်လူတွေတိုးလိုက်ဝေးလိုက်မုတ်တွေဝင်စားလိုက်စကားတွေပြောလိုက်လူရက်တက်လိုက်ရင်ပြောစရာတော့ကောင်းတာပေါ့နော်လူနဲ့အချိန်လာမယ်ဆိုလို့ရှင်တော့လေကားတစ်ကား400ကျော်ရှိရမလို့နည်းရောပို့ပြီးတော့ပြန်မှာပေါ့နော်ဘာဖြစ်ဖြစ်ပြောခဲ့ရပါလိမ့်